Facebook ကနေဝင်ဝေးရှာနေရတဲ့သူတွေအတွက် Facebook မှာဓာတ်ပုံဗီဒီယိုတွေတင်တဲ့အခါကြည်လင်မှုရှိအောင်တင်ဒီအားလုံးမင်္ဂလာပါခင်ဗျာ Knowledge Sharing Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီနေ့ဒီဗီဒီယိုမှာမိတ်ဆွေတို့ကိုမျှဝေပေးသွားမှာကတော့ကိုယ့်ရဲ့ဖုန်းထဲမှာရှိနေတဲ့ဓာတ်ပုံဗီဒီယိုတွေကရည်သွေးကောင်းပေမဲ့ Facebook မှာတင်တဲ့အခါမှာမှုံဝါသွားတဲ့ပြဿနာကိုကြုံနေရတဲ့မိတ်ဆွေတွေအတွက် ဓာတ်ပုံတွေဗီဒီယိုတွေတင်တဲ့အခါကြည်လင်မှုရှိအောင်စက်တင်ချိန်နီးလေးနဲ့စနစ်တကျတင်နီးလေးကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ Facebook လေးတဲ့ကို ဝင်လိုက်ပါပြန်တော့ကိုရဲ့ profile နဲ့ကိုဝင်ဖို့အတွက်ညာဘက်ပေါ်တောင်းကမြင်းသုံးချောင်းကိုနှိပ်ပြီးတော့ထပ်ဝင်ပေးလိုက်ပါပြန်တော့အောင်နာလေးမှာရှိတဲ့ setting and privacy လေးတဲ့ကိုထပ်ဝင်ပေးလိုက်ပါပြန်တော့အပေါ်ဆုံးက setting ထဲကိုဝင်လိုက်ပါ setting ထဲကိုရောက်ပြီဆိုရင်တော့ preference ထဲက media ထဲကိုထပ်ဝင်ပေးလိုက်ပါ မီဒီယာတွေကိုရောက်ပြီးဆိုရင်တော့အပေါ်ဆုံးကဗီဒီယို quality မှာ off key mic ကိုအမှန်ကျစ်ပေးထားရပါမယ်။ဒါဆိုရင်တော့ Facebook မှာဓာတ်ပုံဗီဒီယိုတွေတင်တဲ့အခါကိုယ့်ရဲ့ internet line ကောင်းရင်ကောင်းသလိုအရေးအသွေးကောင်းမှာပဲဖြစ်ပါတယ်။နောက်ထပ်တစ်ချက်ကတော့ Facebook မှာဓာတ်ပုံတွေဗီဒီယိုတွေတင်တဲ့အခါမှာ schedule လုပ်ပြီးတော့တင်ပေးရပါမယ်။ဥပမာအနေနဲ့ပြောရရင်ကို schedule ပို့လုပ်တဲ့အချိန်နာရီမှာ ည7နာရီလို့ရွေးချယ်ထားမယ်ဆိုရင်ည7နာရီရောက်ရင် post ကအလိုလိုတင်ပြီးသားဖြစ်နေမှာပါ schedule ပို့တင်ဖို့အတွက်ဆိုရင်တော့ Facebook မှာကိုတင်မဲ့ဓာတ်ပုံဗီဒီယိုကိုရွေးလိုက်ပါပြီးရင်တော့ schedule ပို့တင်မှာဖြစ်လို့အောင်နာလေးကနာရီပုံစံနဲ့ scheduling options ကိုနှိပ်ပြီးတော့ဝင်ပေးလိုက်ပါပြီးရင်တော့ schedule for later ကိုဆက်နှိပ်ပေးလိုက်ပါပြီးရင်တော့ကိုတင်မဲ့ရက်အချိန်တွေကိုရွေးချယ်ပေးလိုက်ပါ နာယီရွေးတဲ့နေရာမှာတော့ AM နဲ့ PM ကိုတေချာလေးရွေးပေးပါ။ဒါကြောင့်လဲဆိုတော့မနက်နဲ့ညမှားတက်လို့ပါ။ပြီးရင်တော့ OK ကိုနှိပ်ပေးလိုက်ပါ။ဒါဆိုရင်တော့ရက်ဆွဲနဲ့အချိန်လေးကိုမြင်ရပါပြီ။တေချာပြီဆိုရင်တော့အပေါ်က save ကိုနှိပ်ပေးလိုက်ပါ။ posting data ကအခုဆိုပေမဲ့ကိုရွေးချယ်ထားတဲ့ရက်အချိန်ရောက်မှ Facebook ပေါ်ကိုရောက်မှာပဲဖြစ်ပါတယ်။ဒီနေရာမှာတခုတိထားရမှာကတော့ post တင်ဖို့လောက်တဲ့အချိန်နဲ့ရွေးချယ်တဲ့နိုင်ကတော့အနည်းဆုံးနိုင်ဝက်กว่าရပါမယ်။ โอเคပါဗျအပေါ်မှာပြောပြသွားတဲ့အချက်နှစ်ချက်ကိုလုတ်ပေးမယ်ဆိုရင်တော့ Facebook မှာဓာတ်ပုံတွေဗီဒီယိုတွေတင်တဲ့အခါကြည်လင်မှုရှိလာပါလိမ့်မယ်ဗီဒီယိုတွေကို export ထုတ်တဲ့အခါလဲအရေးအသွေးကောင်းကောင်းလေးနဲ့1080ပီလောင်းနဲ့ export ထုတ်ပေးဖို့လဲအကြံပြုချင်ပါတယ် ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲခင်ဗျာနောက်ထပ်အနေနဲ့လည်း Facebook နည်းပညာနဲ့ပတ်သက်တဲ့ဗီဒီယိုတွေကိုထပ်ပြီးလေ့လာခြင်းနဲ့ဆိုရင်တော့ကျောင်းရဲ့ YouTube Channel Facebook Page နဲ့ TikTok Account လေးကို Like Subscribe နဲ့ Follow လေးလုပ်ပေးထားကြဖို့လည်းအကြံပြုပါရစေခင်ဗျာအားလုံးပဲအဆင်ပြေကြပါစေခင်ဗျာ